နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာအုတ်ချုပ်ရည်မှုဦးအောင်ကျော်ကအစ္စလမ်ဘာသာဝင်များကိုစစ်မှုထမ်းဆီးရင်းနဲ့မှာမပရေးအတွက်ပတ်စံတောင်းခံခဲ့တော်လဲမဲနိုင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့စကြာနယ်ရက်ကွက်အတွင်းထဲမှာရှိတဲ့အစ္စလမ်ဘာသာဝင်များကိုစစ်မှုမထမ်းရရေးအတွက်ဥပုပ်လမတိုင်ခင်ကရက်ွက်အုပ်ချုပ်ရေးမှုဥကျော်ခိုင်ကတယောက်ကို15သိန်းကနေပြီးတော့သိန်း30အထိတောင်းခံသွားတယ်လို့စုံစမ်းသိရှိရပါတယ်။စက်ကြွယ်ဆယ်ရက်ွက်ဥက္ကဋ္ဌဦးအောင်ကျော်က ဥပုပ်လာမတိုင်ခင်ကစစ်မှုထမ်းနဲ့မပအောင်ဆိုပြီးတော့ရက်ွက်ထဲကပြည်သူတွေစီကနေပြီးတော့ပတ်စံတောင်းခဲ့ပါသေးတယ်အခုစစ်မှုထမ်းလာတော့ဘာအတမမထွက်ပဲနဲ့ငြိမ်နေတာပါလို့စัจ जा နယ်စင်ရက်ွက်အတွင်းမှာရှိတဲ့ဒေသခံတအူးကသတင်းပေးဖို့တိုင်ကြားထားပါတယ်စัจ जा နယ်စင်ရက်ွက်ဟာအကွက်ကိုးကွက်ရှိပြီးတော့အစ္စလမ်ဘာသာရေးဝိပုဗလီ၅လုံးရှိပါတယ်အဲ့ဒီဗလီတွေကတော့စုလေဗလီအနောက်ဗလီအလဲဗလီလက်ပံဗလီနဲ့ ဘုံအိုးဗလီတို့ပဲဖြစ်ပါတယ်မနေ့ကအဲ့ဒီဗလီတွေကိုစစ်တပ်ကစာပုတ်ပြီးတော့စစ်မှုထမ်းမဲနိုင်ဖို့အတွက်ဗလီပိုင်နဲ့လော်စပီကာတွေနဲ့ကြီးညာခိုင်းခဲ့ပါတယ်လက်ရှိမှာတော့စစ်မှုထမ်းမပါရေးအတွက်ပတ်စံပြီးခဲ့ရပါမယ်အစ္စလမ်ဘာသာဝင်အများစုဟာစစ်မှုထမ်းဖို့အတွက်မဲပေါက်ခဲ့ကြတယ်လို့သိရပါတယ်ဥပုလ္လမတိုင်ခင်ကဒီလိုကိစ္စတွေမဖြစ်အောင်ဆိုပြီးတော့ပတ်စံတောင်းထားပါသေးတယ်ရက်ကွက်ကတော့အစ္စလမ်ဘာသာဝင်တွေများတော့မဲပေါက်တာလဲအစ္စလမ်ဘာသာတွေကပဲများတာပါအခုအချိန်မှာမဲပေါက်တဲ့သူတွေရဲ့တောကကတော့ အောင်ကျော်ကိုငွေပေးပြီးတော့ညှိနေကြရတာပါပဲလို့စက်တာနယ်စဉ်ရက်ကွက်အတွင်းထဲမှာရှိတဲ့ဒေသခံတဦးကပြောပြထားပါတယ်။ဒါအပြင်အဓမ္မဆင်းမှုထမ်းဖို့လူမပေးတဲ့အိမ်များဟာဗလီဝင်းအတွင်းထဲမှာရှိပါကသာသနာပိုင်အဖြစ်နဲ့တိမ့်စီခြင်းဝင်းအပြင်ဘက်မှာတည်ရှိပါကချိတ်ပိတ်ချင်းတို့ကိုလုံဆောင်ဖို့အတွက်စစ်တပ်ကလက်ဝေကများကစီစဉ်ပေးနေပြီးတော့ဗလီများကိုလည်းဖိအားပေးနေကြောင်းသတင်းရရှိပါတယ်ခမောင်